အယောင်းကို2010မှာရောင်းနေတဲ့ပုံစံမျိုးမလုပ်ပဲနဲ့အခု2025မှာ top salary တုံးနေတဲ့ selling style ငါးမျိုးကိုအင်္ဂလိပ်ပြပြမှာဖြစ်ပါတယ်။ Miss ရဲ့ video out တစ်ခုမှာလာပြီးတော့ဒီလို comment လေးလာမှန်ထားတဲ့အတွက်ကြောင့်မို့ Agnes ကပြန်ပြီးတော့ဖြေပေးလိုက်ပါတယ်။ Say ဆိုပြီးတော့စပြောပြီးဆိုတော့ဒါကတော့ customer ဝန်းရံထားတာပဲဖြစ်ပါတယ်။ customer ရဲ့ needs ကိုဘယ်လိုဖြေရှင်းမလဲ customer လိုချင်တာကိုဘယ်လိုရောင်းမလဲ။ဒီ selling style ငါးမျိုးอ่ะဆိုလို့ရှိရင်ဘယ် customer တမာကိုဘယ်လိုမျိုး target လုပ်မလဲဆိုတဲ့ဥစ္စာကိုပြောပြပေးရမယ်။ Matic ကတော့ value based selling ပဲဖြစ်ပါတယ်။ဒါကဘာလဲဆိုလို့ရှိရင် product ရဲ့ value ကိုပြောတာပါ။ product ကဘာလို့ ေးနိုင်တာလဲမပြောဘဲနဲ့ product သုံးလို့ရှိရှင်ဘာတွေရောက်လဲဆိုတာကိုပြောတာပါဥပမာ तू က efficiency ရလာကို product သုံးလိုက်တဲ့အတွက်ကြောင့်မို့ကိုကအချင်းစားတာပို့ပြီးတော့တတ်တာသွားတာလာဒါမျိုးတွေပဲဖြစ်ပါတယ်။အမနှစ်ကတော့ consultative selling ပဲဖြစ်ပါတယ်။ဒီ style လေးကတော့အရင် simple ဖြစ်ပါတယ်။ရောင်းတဲ့သူက seller ပုံစံမျိုးနေနဲ့မဟုတ်ပဲနဲ့ advisor ပုံစံမျိုးနေနဲ့နေပြရတာဖြစ်ပါတယ်။ကြီးတယ်နားထောင်တယ်နားလည်ပြီးတော့မှ solution ပေးရဖြစ်ပါတယ်။မှတ်သုံးကတော့ Agnes ရဲ့ personal favorite ဖြစ်တဲ့ တဲ့ spin selling ပဲဖြစ်ပါတယ်ဒါကတော့လူတွေတော်တော်များများသုံးကြတာဖြစ်ပါတယ် s ကတော့ situation ဖြစ်ပါတယ် situation ဆိုတာအခြေအနေကိုပြောတာဖြစ်ပါတယ်ဝယ်သူရဲ့အခြေအနေကဘယ်လိုပုံစံမျိုးလဲကိုပြောတာ p ကတော့ problem ဖြစ်ပါတယ် problem ဆိုတာပြဿနာပါဝယ်သူကသူ့အခြေအနေနဲ့ဘာပြဿနာတွေသူတက်နေရလဲဆိုတာကိုအဲ့ငါဆိုတာသိရပါတယ် i ဆိုတော့ implication ဖြစ်ပါတယ် implication ဆိုတာကအကျိုးဆက်ကိုပြောတာပါဒီဟာလေးဝယ်လိုက်လို့ရှိရင်ဘာအကျိုးဆက်ဖြစ်သွားမှာ n ကကြတော့ need payoff လို့ခေါ်ပါတယ်ဒါကတော့လိုအပ် ားချက်ကိုဖြည့်ရှင်းပေးခြင်းပဲဖြစ်ပါတယ်အဲ့တော့ကိုပစ္စည်းတုံးလိုက်လို့ကိုရောင်းနေတဲ့ပစ္စည်းကိုသူတုံးလိုက်လို့သူ့အတွက်ကိုဘာဒီပြဿနာမျိုးဘာဖြည့်ရှင်းပေးသွားမှာလဲဆိုတာကိုပြောတာပဲဖြစ်ပါတယ် spin selling ကိုလေ့ကျင့်နေဆိုလို့ရှင်တော့ကိုက closing rate ကတက်လာမှာပဲဖြစ်ပါတယ်နံပါတ်၄ကတော့ solution selling ပဲဖြစ်ပါတယ်။ဒါကတော့ကိုယ့်ရဲ့ product ကိုမကြည်ညာဘဲနဲ့သူ ့ရဲ့ပြဿနာကိုကဘယ်လိုဖြေရှင်းပေးမလဲဆိုတာကိုတခါတည်းပြောတာဖြစ်ပါတယ်။နံပါတ်5ကတော့ challenger selling ပဲဖြစ်ပါတယ်။ challenger selling ဆိုတဲ့အတိုင်းပဲဝယ်သူကိုစိန်ခေါ်တာဖြစ်ပါတယ်။ဝယ်သူကိုတခုမဟုတ်တခုသွတ်သင်ပေးတာဖြစ်ပါတယ်။ product knowledge ကြောင့်မလားဒီစကားဝိုင်းနဲ့တခုလုံးမှာ customer ကိုသူက lead လုပ်ပြီးတော့သူခေါ်ရတာဖြစ်ပါတယ်။ pro လိုမျိုးဈေးရောက်ခြင်းနဲ့ဆိုလို့ရှိရင်တော့ဒီအချက်၅ချက်စလုံးကိုလေ့ကျင့်ထားလို့ရှိရင် pro လိုရောင်းနိုင်ပြီเนาะ